စကိုင်းတိုင်းဝက်လက်နယ်တဲကိုရွာစံပတ်မွေစစ်ကြောင်းထိုးနေတဲ့စုစုတက်တွေကတလအတွင်းမှာကျေးရွာ၁၂ရွာကိုမိရှုဖြစ်စည်းခဲ့ပြီးဆက်လက်စစ်ကြောင်းထိုးမိရှုနေဆဲဖြစ်တာကြောင့်ရွာပေါင်း၂၀ကျော်ကဒေသခံ၂000ကျော်စစ်ပေးဆောင်ထွက်ပြေးနေရတယ်လို့ဝက်လက်မြို့နယ်လူထုအသပိတ်တိုက်ပွဲဥဆောင်ကော်မတီကတာဝန်ရှိသူတို့ကအမှတ်ပြုကိုပြောပါရယ်။အော်တိုဘာ73ရက်ကနေနိုဝင်ဘာ73ရက်ထိဝက်လက်နယ်ကကဒူးမူကြီးထုံးဘူရွာတော်ကုန်းလိန်ပင်ရွှေကျင်း ခေါ်တော်ဆိုင်နိုင်လေး တမကုံတတဦးမြင်းတော်ရွာနဲ့လှတော်ရွာတွေကိုစိုးစုကစင်းနှင်းဝင်ဝေဖောက်တွင်းလူရက်ပြီးနောက်ကျေးရွာ၁၂ရွာထပ်မင်းကိုမိရှုဖြစ်စီခဲ့တာပါလက်ရှိမှာနေမောင်းတရခန့်ပြီးပြောင်ပြာကျခဲ့ပြီးတော့စိုးစုစကြောင်းတွေရှိနေသေးတာကြောင့်ပျက်စီးဆုံးရှုံးမှုအရေးအတွက်ကိုတော့မသိရသေးပါဘူးဝလက်နယ်အနောက်ခြမ်းစကိုင်းရှိဖို့ကားလမ်းမပေါ်ကအချက်ချာကြတဲ့နေရာဖြစ်တဲ့ရွာသားချင်းရွာတဲ့စကိုင်းမြို့အခြေဆိုင်ချင်းမြန်တပ်မဌာနချုပ် တက်မသုံးသုံးကအင်အားရာနဲ့ချီတဲ့စုပ်စုတွေဟာအထိုင်ချတဆွဲကအနည်းဝင်းကျင်ကရွာတွေကိုအော်တိုဘာလကုန်ပိုင်းလောက်ကစတင်ပြီးတော့စစ်ကြောင်းများစွာထိုးပြီးစီးနင်းမိရှူတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလကလည်းရွာသားကြီးအနီးတိုက်ပွဲဖြစ်ပွားပြီးနောက်စုပ်စုကလေချောင်းကနေလူလက်နဲ့အင်အားဖြစ်တင်ပြီးနောက်ရွာစင်လက်စစ်ကြောင်းထိုးစီးနင်းလူရဲ့မိရှူတာတွေပိုကျူးလွန်နေတာလို့ဒေသခံတွေကပြောပါတယ်။ တစ်ချိန်တည်းမှာပဲစိုးစုကကျေးရွာတွေကိုစီးနှင်လာပြင်ဒေသခံပြည်သူတွေကိုဖမ်းဆီးကာခိုးရပါပစ္စည်းတွေကိုတဲခိုင်းတာတစားကန်နေနဲ့လူသားတိုင်းကအဖြစ်အသုံးချရတွေလည်းကျူးလွန်နေပြီးနိုဝင်ဘာ3ရက်ကဖမ်းဆီးခဲ့တဲ့မော်ဂရီရွာဒေသခံ40ကျော်ကိုလည်းလက်ရှိချိန်ထိပြန်မလွတ်သေးဘူးလို့ပြောပါရယ်။ဒါအပြင်တလာတွင်စိုးစုကဂျိုင်းယိုကော်ပရာပါရာမော်တာနဲ့ဂျက်ဖိုက်တာတိုက်ခိုက်ရဟန့်ရင်နေနဲ့၄ချောင်းတိုက်ခိုက်မှုပေါင်းအကြိမ်160ခန့်ပြုလုပ်ခဲ့ပါရယ်။ လက်ရှိမှာစိုးစုရန်ကြောင့်ရွာသားကြီးထုံးဘူတတအူတမကုံရွာတော်ကုံဥတီကုံအုပ်ဖို့ကုံကရူစတဲ့ဝက်လက်နဲ့ကျေးရွာ20ကျော်ကထောင်တောင်းချီတဲ့ဒေသခံပြည်သူတွေထွက်ပြေးနေရပါတယ်။အများရန်စပေးရှောင်ပြည်သူ4000ခန့်ရှိတာကြောင့်အရေးပေါ်အစားအသောက်စေဝါနဲ့စောင့်တဲ့အနှွေးထည်တွေလိုအပ်နေရလို့စစ်ရှောင်ရေးကူညီနေသူတွေကပြောပါတယ်။ဟောင်ဝန်ဇာလက်နဲ့ကြီးဆိုတာက120မမအမြောက်ကြီးတွေကိုပြစ်ခတ်နိုင်တဲ့ဖြတ်အားပြင်းလက်နဲ့အမျိုးအစားဖြစ်ပါတယ်။ ဟောင်းဝန်ဇာလက်နက်ကြီးဟာအကွာအဝေး16မိုင်အထိပြက်ခတ်နိုင်ပြီးကြောက်ရပေါက်ခွဲချိန်ပေတထောင်ခန့်အတွင်ရှိနေပါကအသက်သေဆုံးနိုင်ပါတယ်။လက်နက်ကြီးကြောက်ရပေါက်ခွဲချိန်နားစီနဲ့နှလုံးထိခိုက်မှုရွှန်နေစေဖို့ဥကောင်းကိုလက်နက်ဖက်နှုတ်တံတောင်းနဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။